ကျေဇူးတော်မင်္ဂလာပါ။ဟဲ့မင်္ဂလာပါ။ဟုတ်ကဲ့။ကျေဇူးကျေဇူးကဒီ1988ဒီမိုကရေစီရေတော်ဘုံကာလတွေကတောက်လျှောက်နိုင်ငံလောကမှာဖြတ်သန်းလာခဲ့တာအခုဆိုရင်28နှစ်ရှိပြီဆိုတော့အဲ့ဒီကျေဇူးဖြတ်သန်းလာခဲ့တဲ့ကာလအတွင်းမှာမန္တလေးနဲ့ဘလောက်ဆက်ဆံမှုရှိခဲ့တယ်ဆိုတာလေးကိုချက်တော့အရင်ပြောပြပါလား။ ပြောရရင်တော့ကျွန်တော်ကမန္တလေးသားဆစ်ဆစ်ပေါ့နော်မန္တလေးမှာမွေးခဲ့တယ်မန္တလေးမှာပဲကြီးခဲ့တယ်မန္တလေးမှာကျောင်းနေခဲ့တယ်မန္တလေးကနေပွဲရတယ်အလုပ်လုပ်တော့လဲအများအားဖြင့်တော့ဆရာဝန်နေနဲ့အဲတမအမစေခန့်လုပ်ခဲ့တော့လဲမန္တလေးမှာပေါ့နော်အဲနောက်အစိုးရလုပ်ထဲဝင်တဲ့ခါကျတော့ဒီကြိုင်းနဲ့စကိုင်းကိုခဏသွားတယ်ဒါပေမဲ့ကျွန်တော်မန္တလေးစစ်တပ်ကသူပြန်ပြောင်းလာခဲ့တယ်ပေါ့နော်အဲ့တော့မွေးကလေးကနေ1988ခုနှစ်အထိပေါ့နော်ကျွန်တော် မန္တလေးမှာနေခဲ့တာပေါ့နော်အဲ့တော့ရှင်းရှင်းရှိခုနှစ်မှာတော့ကျွန်တော်မန္တလေးစေတက္ကသိုလ်မှာဆရာတယောက်အနေနဲ့ပြန်ရောက်နေခဲ့ပြီအဲအဲ့ဒီကနေ90ခုနှစ်88ရှစ်မှာကျွန်တော်တို့ဘာပြောပြော mainstream politics ပေါ့နော်ဘယ်မှနိုင်ငံကြီးဘယ်မှရည်စည်းချောင်းနဲ့ဝင်တော့ပြောရရင်တော့ democracy လှုပ်ရှားမှုမှာကျွန်တော်ကစေတက္ကသိုလ်ဆရာတပိတ်ကနေနိုင်ငံကြီးလောကတွေကိုရောက်လာတယ်နောက် NLD ကိုရောက်သွားတယ် NLD ထောင်တော့နော်နောက်ကြတော့ရွေးကောက်ပွဲ90ဝင်ခဲ့တယ်အနိုင်ရခဲ့တယ်အဲ့တော့90ခုနှစ်မှာကျွန်တော်စဖန်းခံလိုက်ရတာ ောင်ထဲမှာ16နှစ်ကျော်ကျော်နေခဲ့ရတော့ပေါ့နော်အဲ့တော့ပြန်လာတဲ့အဲ့ဒီဂျာကာလာကတော့ပြောရင်90ရာနေ2009ခုနှစ်ပေါ့နော်ထီရကျွန်တော်မန်လေးနဲ့အဆက်ပြတ်သွားတယ်ဒါပေမဲ့ဂျာထဲမှာ90ခုမှာကျွန်တော်မြจีนားထောင်ပြောင်းပြောင်းရတော့ transit ကမန်လေးထောင်မှာတ냐အိရအဲ့လိုကမန်လေးဘူရာကြီးကိုရောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရထားနဲ့လာတော့ပြချေကျွန်တော်တို့ခက်ကတော့ဘယ်မီဒီယာမှကတ်လို့မရတော့ကျွန်တော်တို့လက်လက်ထိတ်ခတ်ထားတယ်ခြေတော့ခြေချင်းနေနဲ့ လာတယ်ဆိုတာလူမသိလိုက်ဘူးကားပြော်ကြီးပေါ်အဆင်းပြီးတော့ဘယ်သူမှမသိတဲ့အခြေအနေကျွန်တော်တို့ဟိုယထာဘုရားထဲမှာငုတ်တုတ်ကလေးတွေထိုင်လိုက်တော့အဲ့ဒီစင့်စင်ရင်မန်းလေးမျိုးမြင်လိုက်တော့ကျွန်တော်မှတ်မှတ်မိဘူးပေါ့နော်အမန်းလေးမျိုးကြီးတော်တော်ပြောင်းလဲသွားပြီပေါ့ရုပ်ပိုင်းဆိုင်ရာကတော့အပြောင်းလဲသွားပြီဆိုတော့တိတာလည်းပေါ့ဆိုဘုရားကြီးရှိမှလမ်းအကျယ်ကြီးဖြစ်သွားလာအဲ့အဲ့ဒါတရက်လောက်နေပြီးတော့မြကြီးနာပြောင်းလဲရတော့မြကြီးနာပြန်လာတဲ့အချိန်မှာလွတ်ပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်လာကြိုတော့ဘုရားကြီးကိုကျွန်တော်လုံးဝမှတ်မှတ်မိတော့ဒါ တော့ရှေ့ကနေကျွန်တော်ကိုအိမ်ကိုခေါ်သွားတော့လဲကျွန်တော်ဒီမှာရှိနေတဲ့အဲကျွန်တော်တို့ဘူတိုင်းရှေ့ကလမ်းမကြီးပါလေအကုန်လုံးပြောင်းလဲသွားရုပ်ပိုင်းဆိုင်ကတော့လုံးဝပြောင်းလဲသွားတော့ပေါ့နော်အဲအဲ့ဒီကနေအခုလွတ်လာပြီးတော့ကျွန်တော်နိုင်ငံရေးလှုပ်တော့အဲ2017ကြာပြတ်ရွေးကောက်ပေါ်မှာကြောက်ပတောင်းရောက်သွားတယ်ပေါ့ဒီမန်လေးနဲ့အဆက်ဆက်ကတော့အဲငယ်ငယ်လုံးကဘွားလေကြီးတော့လေခုမန်နေတာတော့မန်လေးမှာနေတာပေါ့လေအဲကြာပြတ်ရွေးကောက်ပေါ်ကနေလှုပ်တော့ကိုယ်စလေကြောက်ပတောင်းဖြစ်လာတော့နေပြီးတော့တလဲ့နေရတော့အဲ့တော့ဘာဖြစ်လဲဆိုတော့မန်လေးနဲ့ကတော့ ငယ်ငယ်လေးကကျွမ်းဝင်ခဲ့ရတဲ့မျိုးဖြစ်တဲ့ခါကျတော့တန်ဝန်းစင်လည်းရှိတယ်။ဒါပေမဲ့မန်းလေးကတေချာတာတစ်ခုကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကခင်တဲ့လုံးဝမတူဘူး။ပြောင်းလဲသွားပြောင်းလဲတာကရုပ်ပိုင်းဆိုင်ရာပြောင်းလဲတယ်၊စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုပိုင်းဆိုင်ရာတွေလည်းကျွန်တော်အမြင်ပြောရရင်တော့နည်းနည်းပြောင်းလဲသွားတယ်ဗျာနော်။ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဟိုဗမာစကားမပြောဘဲနဲ့ လူတချို့တွေလည်းတော်တော်များများတွေ့လာရတယ်တတိကကြတဲ့ဗမာတွေပိုင်တဲ့မြေနေရာတွေလည်းကျွန်တော်တို့လူတချို့အစားဝင်လာတယ်ပေါ့ဒါကတော့ကျွန်တော်ပြက်ပြက်ထင်ထင်တတိပြုမိတဲ့ဟာတခုပေါ့နော်ဒီမန်လေးမြို့ကမြန်မာနိုင်ငံအတွက်နိုင်ငံရေးရာရောစီးပွားရေးရာပါဘလောက်အရေးပါတဲ့နေရာမှာရှိမလဲဆရာပြောရရင်ဗမာပြည်မှာနော်ဟိုပေါ့ဗမာပြည်ရဲ့မြို့တော်ပေါ့နော်အခုကတော့နေပြည်တော်ဆိုပြီးပြောတာပေါ့ဒါပေမဲ့ရန်ကုန်ကို နေပြည်တော်လိုက်မိဖို့ဆိုတာကျွန်တော်ထင်တယ်တော်တော်ခက်ရမယ်အခုက ရန်ကုန်မြို့ကတစ်ချိန်မှာ mega city တွေဝင်မှာပေါ့နော်အဲ့တော့ရန်ကုန်ကအဓိကမြို့လို့လူလူတွေသိမှာစီးပွားရေးချက်ချာလဲရန်ကုန်ကတော့ဟိုပါဖြစ်ပါတယ်ပန်းလေးတဲ့ဆိုင်ပေါ့နော်နိုင်ငံတကာတန်ယုံနေပါတယ်ရှိနေတော့နိုင်ငံရေးရနော်စိတ်ကန်းလေးရှိတယ်အဲ့ဒါတစ်ချက်ကအတားကြဲလေအဲ့တော့ရန်ကုန်ကိုမိဖို့တော်တော်ခိုင်းပါမန္တလေးကတော့အရင်ကတည်းကဒုတိယမြို့တော့စီးပွားရေးအရာကြရင်တော့ပြောရရင်ရန်ကုန်ကဗမာတပြည်လုံးကိုဖြတ်တယ် ကုံတွေဝင်လာတာမန္တလေးရောက်ဝင်လာတာဘာလို့ဆိုအိန္ဒိယကုံမွေးမွားကိုဖြတ်ပြီးစကိုင်းဖြတ်ပြီးမန္တလေးကိုရောက်တယ်နော်အဲ့လိုခြေထုတ်တွေဘာတွေအကုန်လုံးဆိုတော့အိန္ဒိယလာခဲ့တယ်ဆိုတော့တရုတ်ပစ္စည်းနော်ဘာပဲပြောပြောမန္တလေးကနေဖြတ်ဒါပေမဲ့ရန်ကုန်ကနေတကယ်နိုင်ဖြတ်တယ်ဆိုတော့မန္တလေးကစီးပွားရေးအခြေချမျိုးတော့ဖြစ်နေတုံးပဲအရင်ကလည်းဖြစ်ခဲ့တယ်အခုလည်းဖြစ်နေတုံးပဲဘာလို့လဲဆိုတော့နီးစပ်နေတာ ਉਹ ပြအခုဆိုလို့ရှိရင်ကျွန်တော်တို့ဆီကနေဒေသထွက်ကုန်တွေကာကြီးတွေနဲ့အဲမန္တလေးကနေအသီးနှံတွေဖြတ်ပြီးတော့တစ်ဖက်နိုင်ငံကိုသွားနေတာ နေတိုင်းတွေ့နေရတဲ့ဟာပဲလေနော်အခုအိန္ဒိယနဲ့လည်းအဲ့တော့အခုဒီမိုကရေစီခေတ်မှာကြတော့ဘာပဲပြောပြော border trade ကပို့ပြီးဖွံ့ဖြိုးလာတဲ့အခါကျတော့မန်လေးဖြစ်နေဦးမှာပါဆက်ပြီးတော့ကျွန်တော်ဆရာအခုခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့အပြောင်းအလဲတွေဟာဒီမန်လေးမြို့ရဲ့မန်လေးမြို့ဆိုလို့ရှိရင်အရင်ကတော့ဒါကျွန်တော်ယဉ်ကျေးမှုမြို့တော့ဆိုပြီးတော့ တည်ထားတဲ့နေရာပေါ့နော်အဲ့ဒီမန္လီမြို့ရဲ့ပုံရိပ်ကိုဒီဖွံ့ဖြိုးတိုးတက်မှုကဘလောက်အပြောင်းလဲဖြစ်သွားစေလဲဆရာပထမဆုံးကျွန်တော်တတိပြုမိတာတော့ဗျာကျွန်တော်တို့ကပဲ conservative ဖြစ်သလားတော့မသိဘူးเนาะရှေးရိုးဆွဲပြောအဲမင်းကလေးတွေဝဆန်းရှေးမှုကပြောင်းသွားတယ်ဒါခက်နဲ့အညီဝတ်တယ်ဆိုတာကျွန်တော်အမေမာစကားသွားသွားတတိရပါတယ်ခက်မိတာနဲ့ခက်ဆန္နာနဲ့เนาะခက်မိတယ်ဆိုတာခက်နဲ့အလိုက်ရောညီဝတ်တာခက်ဆန္နာကြတော့ပို့ပြီးတော့ဟိုပါပေါ့เนาะယဉ်ကျေးမှုဘက်ကိုလည်းလည်းတိတ်မကြည့်တော့ပဲနဲ့ ဲဘောင်းမီတူတွေဝတ်တာတွေစကတ်တူတွေเนาะလူမြင်ကွင်းမှာအဲဟိုစုံတွဲလေးတွေပေါ့เนาะတွားကြလာကြတာဒီလမ်းဘေးမှာတို့ဂျုံဘေးမှာတို့အဲ့ကတည်းကတော့အရင်ကတည်းကစာရင်ပို့ပြီးတော့များလာတယ်ထင်တယ်ဗျကျွန်တော်မန္တလေးကမပြောအရင်တုန်းကဟာတော့မပြောနေတော့ဗျဒဏ္ဍာရီတည်းကြံခဲ့ပြီဘာလို့ဆိုတော့ဟိုကျွန်တော်တို့စာစုလေးတွေရှိပါတယ်ခြေချင်းလေးပို့ပြီးစပိန်ကလေးကိုစီးတယ်မန္တလေးကျွန်တော်နဲ့ခင်ဗျားနဲ့ပြောရတဲ့ဟာ အဲ့ဒါအတိတ်မှာခြံခဲ့ပြီဒါနာကြီးလည်းခြံခဲ့ပြီစားလည်းခြံခုကိမင်းကလေးတားတော့ခက်နဲ့ယောညီအောင်ဝတ်တာစားတာဖြစ်ချင်းဖြစ်ပေမဲ့တချို့ဟာတွေတော့ခစ်တယ်ပို့ပြီးရှေ့ရောက်သွားတယ်လို့တော့ထင်တယ်ပေါ့နော်နောက်ပြီးကျွန်တော်ပြောလို့ကျွန်တော်စီမှာဟိုဝင်းနေစရာကောင်းတာကကျွန်တော်စီမှာ privacy ကိုနေအများကြီးရှိပါတယ်ခင်ဗျာဟဲ့ကျွန်တော်တို့ဗမာစကလုံးနဲ့မတွေ့ရတော့ဘူးပေါ့နော်ဘာလို့ပြောနိုင်ငံသားနိုင်ငံခြားသားစာနဲ့ဟာတွေများလာတယ်နောက်ပြီးကျတော့ အဲ့လိုအိမ်ကြီးကတ်ထားတဲ့အိမ်ကြီးလည်းများလာတယ်။နောက်ကြတော့ကျွန်တော်တို့မိဘဦးနီလေးတွေနဲ့နော်ဟိုပြောရရင်တော့ပုံမှန်လေးလေးပြောရင်ပြတရုတ်ဆန်နဲ့ဖြစ်တဲ့အိမ်ကြီးများလာကြည့်လိုက်လို့ရှိရင်အဲ့ဒီအိမ်ကြီးကအကုန်ကြီးကျယ်တယ်ခန်းနာတယ်အဲမျိုးပြရဲ့အင်္ဂါရနဲ့အပြည့်စုံပဲဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့အရင်တော့ဒါတွေကဗမာတွေပိုင်ခဲ့တယ်လို့ယူဆတဲ့နေရာတွေမှာဒါမျိုးနေရာတွေအများကြီးရှိတာအဲ့တော့ကျွန်တော်တို့ကပုံမှန်လေးလေးပြောရရင်ပေါ့နော်အမှုပညာမန္တလေးမှာ ော်တော်များများဖွံ့ဖြိုးခဲ့ရတယ်ခုလည်းလက်ရှိလည်းမန္တလေးဆိုင်ဆရာကျင်းဆိုတော့ကောင်းကောင်းရှိနေတော့မှမျိုးမဆိုတဲ့အမှုပညာအသင်ကြီးရှိတယ်ဗျာနော်ပထမပြီးဆရာကြီးဆရာမန္တလေးမှာလည်းစာပေပညာရှိနေမြတ်အဲ့တော့ရင်ကျေးမှုရဲ့အတွက်လည်းအဓိကကြားတယ်လို့ကျွန်တော်ထင်တယ်လေအဲ့တော့အခုကဘာပဲပြောပြောတော့ကျွန်တော်တို့ဒါလေးတွေကအပွန်ပဲအထီးကိုင်လေးတွေတော့ရှိလာတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တော်တော်များများကြိုးစားနေကြတာပေါ့ကျွန်တော်တို့ရဲ့မန်းလေးရဲ့အခုဆိုလို့ရှိရင်အရင်ကမန်းလေးဆိုတာအငိမ့် နော်တပင်တို့အမြင့်တပင်ဖြစ်ဖြစ်ဆက်မန္လေးကဗမာပြည်မှာရှေ့နှံ့ရောက်ခဲ့တာပါတော်တော်များများဆိုအခုထိရလို့ရှိရင်တော့အဲ့ဒီအမှုပညာကလည်းအရင်ကတော့မဖွံ့ဖြိုးတော့ဘူးအဲ့ဒီစာတပင်အဲဒါကတော့တဘာဝပါပဲပေါ့နော်ခင်းနဲ့လျော်ညီတဲ့အမှုပညာတွေကျစ်ဟွာဖြစ်တဲ့ရှေ့ပြေးတဲ့အမှုပညာတွေဝင်လာလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒါတွေမထိန်းသိမ်းရင်မကာကွယ်ဘူးဆိုရင်တော့ဟိုကျွန်တော်တို့ဘက်ကတော့မန္လေးကတော့ဒါတွေလုပ်ပါတယ်ဥပမာဆိုမြို့မဆိုတာကဘာပဲပြောပြောမန္လေးရဲ့ ပုံရိပ်ပဲငွေငန်းဆိုတာမန်လေးရဲ့ပုံရိပ်ပဲအဲကျွန်တော်တို့ကတော့ဒါတွေကိုမြင်ချင်တာပေါ့ဗျာเนาะဒီဟာလေးတွေပြန်ပြီးထိမ့်သိမ့်ချင်တာပေါ့ဆရာဒီမန်လေးကခီးတော်လုပ်ငန်းဟောကွန်ပျူတာလာဖို့လာလာကောင်းလားဆရာဆရာကျွန်တော်တို့ဒီစီးပွားရေးကွန်ပျူတာတက်အောင်လုပ်ဖို့ဒီတူရစင်ခန္ဓာအရေးကြီးတယ်ဗျာဒါကဘာပဲပြောပြောเนาะဟိုဝင်ငွေအများကြီးရနိုင်တယ်သူသူသူဖြစ်နိုင်ငံခြားငွေကိုဟိုကျွမ်းကျင်တဲ့ပညာရှင်တွေရှိမယ်ဆိုရင်တူရစင်ကအဲ ခုခေတ်မှာနိုင်ငံတကာမှာလည်းဒီတူရစင်ကိုအထူးကစိုက်တာအနေနဲ့ထားပြီးတော့စီဝိုင်းဖွံ့ဖြိုးအောင်လုပ်ကြတယ်မန္တလေးကတူရစင်မတွေ့ကောင်းတဲ့ဆိုက်ပြတစ်ပြပကံရှိတယ်ဗျာဒါမန္တလေးတိုင်းနဲ့မှာဗျာဒီတဲ့ပို့ပြီးကျွန်တော်တို့ဒါတော့မလုံနိုင်ဘူးလားဆိုတော့တစ်ချက်စဉ်းစားမှာနောက်ကျတော့ကျုံကြီးရှိတယ်ဗျာတော့ကျွန်တော်တို့နန်းတော်မျိုးရုံးနဲ့ကျုံတဲ့အလှဒါအရင်ကတည်းကငါတို့ထိန်းသိမ်းရမယ်ဆိုတဲ့အယူဆတာရှိခဲ့မယ်ဆိုရင်ဒါတူရစ်ဆိုက်ပဲဗျာ ်နန်းတော်တွေပေးမှုဆိုလို့ရှိရင်ကဲကမြန်နန်းစံကြောတို့ဘာတို့ကအခုကပြင်ပလိုက်တာဟုတ်ဗျဒါပေမဲ့အရင်လုံးလုံးလို့ရှေးရိုးမှုမပြတ်ထိမ့်သိမ့်သိမ့်သိမ့်ပြင်ခဲ့မယ်ဆိုရင်မအန်ကောဝါကျောင်းတော်ကြီးတူရစ်တွေအများကြီးလာတာကြာပတ်စံအများကြီးရကျွန်တော်ခုကကျုံးကနေကျွန်တော်နန်းတော်ကြီးကနေ ဘာမှတလောက်ကြီးကြီးမရဘူးကျုံဆိုတော့ပြဟိုတကူပြင်လိုက်တာဟိုတက်ရတန်ရှင်းသွားတယ်လို့ပြောတာတက်ရတန်ရှင်းတာ ਨੇ ယဉ်ကျေးမှုထိန်းတာတခုကွာတယ်လေဟိုကအရင်တော့ကျွန်တော်တို့ငငယ်တုန်းကကျုံပေးမှကျွန်တော်စော့ခဲ့တာကျုံပေးမှပဲကြီးခဲ့တာပေါ့ဟိုတဘာဝအတိုင်းနော်မော်ရီနဲ့ဒိုက်တီနဲ့ဟိုဆက်ရှင်တရားဆိုတော့အပြက်ကြီးနေဒါတွေကစစ်ခဲ့တာဒီဟာဒီအားလုံးကဘာပဲပြောပြောကျွန်တော်တို့ယဉ်ကျေးမှုအမွေကြားလာယဉ်ကျေးမှုဖြစ်တာပေါ့နော်အဲ့တော့ကိုကျုံကြီးက တမန်ကြီးလိုဖြစ်နေเนาะရေဆောင်ကန်ကြီးလိုဖြစ်နေတာအရင်တော့ကကြုံကကြတော့ဗေဒါပွင့်နေဗျာเนาะဗေဒါတွေရှိတယ်ကြာရှိတယ်ကြာခူးတဲ့လူတွေရှိတယ်စီပိုင်းပြက်ကလေးတွေနေဟိုကြုံရဲ့တဘာဝအတိုင်းလေးရှိနေပြီးတော့အဲ့ဒါလေးတွေကဒါအရင်တော့ကလိုပြန်ခံစားမယ်ဆိုရင်ကျွန်တော်ဒါအခုတော့ခွင့်ရလွတ်တော်တာပေါ့เนาะနောက်အခုကျတော့ဟိုဥပိန်တရားရှိတယ်เนาะဖရားကြီးတွေရှိတယ်เนาะမြာမြမှုနေဖရားဒါတွေကတိုးရစ်ဆိုင်တွေဗျာကျွန်တော်ဒီဟာတွေကိုစနစ်ကြကြတာเนาะလုပ်မယ်ဆိုရင်မန်းလေးကကျွန်တော်တို့တိုးရစင်အတွက် ကျွန်တော်တို့ဖြစ်လာအဲ့တော့ခဏတကြာတော့လေးလာပြီးလောက်အောင်ကျွန်တော်ထင်တဲ့တူရစင်မှုကျွန်တော်တို့မန္တလေးကနေမြင့်ပြီးတော့ပြန်လှုပ်လို့ရလိမ့်မယ်နဲ့တွေ့တယ်နော်ဒါကျွန်တော်ကောင်းတဲ့မှာရှိပါတယ်ဒီကလည်းမန္တလေးမှာဆရာဘူးလက်တော်အခြေအနေကအရေးကြီးပြင်ပြဖို့လိုတဲ့ဟာတွေဘာတွေမှရှိတယ်ဆရာအဲ့ဗျာကျွန်တော်တို့မန္တလေးကဘာပဲပြောပြောတတိယစီမံကိန်းတွေအများကြီးပဲဗျာလုပ်နေကြိုက်ကာကလုပ်နေတာလည်းရှိတယ်၊ကြိုက်ကာကလုပ်နေတာလည်းရှိတယ်။ဥပမာရွှေတစ်ချောင်းငွေတစ်ချောင်းစီမံကိန်းဆိုလို့ရှိရင်ကျွန်တော်ပြည်တော်စုလွတ်တော်က ဟိုအတီးပြုတ်ပြေးလိုက်တာပေါ့နော်ပြေးနေတယ်အဲ့ဒါကြီးဘလောက်ထိရှိလဲဆိုတော့ကျွန်တော်တို့ဟိုမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရဖွဲ့ပြီးတယ်ဆိုရင်တော့ကျွန်တော်တို့ဓာတ်တွေကိုပြန်ပြီးတော့လေလာတုံးတက်ပြီးတော့ပြည်သူအကျိုးရှိမဲ့လုပ်ငန်းတွေကိုကတော့ကျွန်တော်ဆက်လုပ်အောင်ပေါ့နော်ပြည်မန်လေးပတ်ဝန်းကျင်မှာဗျအခုဆိုလို့ရှိရင်ကျွန်တော်တို့မျိုးသားဆက်မှုဆောင်ထောက်မယ်အဲ့ဒါဆိုလို့ရှိရင်အတန်တွေအများကြီးမြေတွေတိမ့်တာတွေတောင်သူလယ်သမားတွေအယောကြီးမရတာတွေကျွန်တော်တို့ဆီမှာတိုင်းသားတွေအများကြီးဗျဘဲချင်းနေရှိမှန်းလဲကျွန်တော်တို့ကထဲထဲဝင်ဝင်လေ့လာလို့မရဘူးကိုယ်ချာကြရင်တော့ထဲထဲဝင်ဝင်လေ့လာပြီးတော့မန်းလေးမြို့မှာအဲ စီမံကိန်းတွေလည်းရှိနေတယ်เนาะအဲ့တော့ကျွန်တော်တို့ကတော့ထဲထဲဝင်မလေးနာမယ်ခေါင်းစဉ်တွေတော့တည်နေတာပေါ့ဗျာเนาะနောက်ပြတော့ပါလဲကျွန်တော်တို့ဥပိန်ထရနာမှာလည်းစီမံကိန်းရှိတယ်တရုတ်ဥမှာလည်းစီမံကိန်းတွေရှိတယ်ဒါတွေကတော့ကျွန်တော်တို့မြန်မာဒီမိုကရေစီဘွဲ့ချုပ်အစိုးရဖြစ်တယ်ဆိုရင်မန်လေးမှာရှိနေတဲ့စီမံကိန်းတွေကတော့ဘာပဲပြောပြောပြည်သူတကယ်အကျိုးပြုနိုင်သလားเนาะပြည်သူတွေဘောအောင်မြင့်တင်နိုင်သလားဆိုတာလေးလည်းကျွန်တော်တို့ပြန်လေ့လာမှာပေါ့เนาะနောက်ပြတော့မန်လေးမြို့ကြီးဟိုကအချိန်မှရန်ကုန်လူရှင်ကျော်ပိတ်တာဖြစ်လာ အဲ့ဒီအတွက်ကျွန်တော်တို့ဘာလုပ်ပေးနိုင်သလဲဆိုတာလည်းတစ်ချက်တစ်ချက်ထည့်စင်းတော့ကျူးတွေလည်းအများကြီးပဲဗျကျူးတွေကရန်ကုန်မန္တလေးကအဓိကပေါ့နော်ဘာလို့ဆိုစီးပွားရေးအချက်အချာဖြစ်တဲ့မြို့တွေကို migrant workers တွေပေါ့နော်ရွှေပြောင်းလို့ပြည်တွင်းပေါ့နော် internal migrant workers ရွှေလာမှာဒါတဘာဝပဲလေကျွန်တော်တို့ကဗမာစကားမှာရေကြည်ရမျက်နှုရကိုပြောင်းတာဟုတ်ဗျအခုတော့ရေကြည်တာရန်ကုန်မှာရေကြည်တယ်မျက်နှုတယ်အလုတ်ခံပေါ့တယ်လေဗျရှာပြီးတန်တပ်တစ်ပိုင်းတစ်နိုင်တဝန်းတစ်ခါတော့လှုပ်လို့စားတဲ့ခါကျတော့ ရန်ကုန်မှာဆိုလို့ရှိရင်ဒီမှာရှိတဲ့ကျူးပြဿနာနဲ့เนาะအဲ့တော့ဟိုစင်ကြေဘုံရက်ွက်တွေမှာကျမကြီးဆောင်ရှောက်မှုမပေးနိုင်ရာဇဝမှုတွေထူပြောတယ်အခုဆိုအများကြီးပဲเนาะစင်ကြေဘုံတွေမှာမန္တလေးလေဒီစင်ကြေဘုံတွေမှာဒါတွေရှိတာဒါတွေကကျွန်တော်တို့ဆိုရဖြစ်လာလို့ရှိရင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရဖြစ်လာစိန်ခေါ်မှုတွေကျွန်တော်တို့အဲ့ဒီစင်ကြေဘုံတွေမှာရှိတဲ့ကျမကြီးဆောင်ရှောက်မှုတွေလုပ်ပေးရမယ်เนาะနောက်ပြီးတော့တို့ဟိုလူတကူစားဗျာเนาะနေဖို့ထိုင်ဖို့ဆိုတာကျွန်တော်တို့အင်ဂျင်မဲ့ရာဂျီမဲ့တွေဆိုတာ နိုင်ငံတကာမှာလည်းရှိတော့ရှိပါတယ်ဒါပေမဲ့နည်းနိုင်တယ်မြန်နည်းရင်ကောင်းတာပေါ့နော် MM2 ပြဿနာကြတော့ကျွန်တော်နိုင်ငံမှာကြီးတယ်ဗျတော့မန္တလေးမှာလည်းရှိတယ်ရန်ကုန်မှာလည်းရှိတယ်အဓိကတော့မြို့ကြီးတွေရဲ့ကျူးပြဿနာကိုကျွန်တော်တို့စိန်ခေါ်မှုပဲလို့ကျွန်တော်ထင်တယ်နော်ဟုတ်လားကျတော့အနေနဲ့ဒီကျတော့ဘေးပြလိုက်တယ်မန္တလေးတိုင်းဒေသကြီးကမဲဆန္ဒရှင်တွေကို TVB ကနေစင်ဗာများမှားကြလို့လဲဆင်ဟာဗျာအခုပြည်တော်စုအစင်ကနေတိုင်းဒေသကြီးစင်စင်တော့ဘောလို့ကျွန်တော်တို့မှန်ကတိုင်းဒေသကြီးတွေ့ကြုံမရှိဘူးကျွန်တော်ကဂျာပြတ်ကဝင်လာတယ် တော့တိုင်းဒေသကြီးမှာ ARU တိုင်းမှာပဲတယောက်ရှိတယ်ပဲခုမှာတယောက်ရှိတယ်ကျွန်တော်မျိုးသားဓမ္မကအဲ့တော့ဘာပဲပြောပြောတိုင်းဒေသကြီးကတစ်ချိန်မှာကျွန်တော်ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုစစ်မှန်တဲ့ဖက်ဒရယ်ပြည်တော်စုသွားမယ်ဆိုရင်တိုင်းနဲ့ပြည်နယ်တွေကအရေးကြီးလာမယ်လေနော်ဘာပဲပြောပြောစေတနာတန်တန်နဲ့ရိုးရိုးသားသားနဲ့လုံမဲ့သူတွေနိုင်ငံသမားတွေပေါ်ဖို့လိုတာဘာလို့လဲဆိုတော့ ကျွန်တော်တို့ federal ပြည်ထောင်စုဆိုလို့ရှိရင်အနာခွဲဝေမှုကမလွဲမသွေပါလာမယ်။ဥနဥပဒေပြုမှုလည်းခွဲဝေပေးလာတယ်ပါလာတဲ့အခါကျတော့အတွေ့အကြုံရှိခဲ့တဲ့လူတွေကတိုင်းနယ်ပြည်နယ်မှာဆင်းပြီးထိန်းသိမ်းသိမ်းသိမ်းလုပ်မယ်ဆိုရင်တော့ဘာပဲပြောမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ပုံရိပ်ကောင်းမယ်ပေါ့နော်။ဒါနဲ့ကျွန်တော်တို့လည်းလှလှလာလာပါနော်။တော်တော်များများကျွန်တော်တို့ဘဘောကနေ9ယောက်လောက်ကတိုင်းကိုဆင်းပြီးတော့ကျွန်တော်တို့လုပ်ကြတယ်။အဲတော့ကျွန်တော်တိုင်းဒေသကြီးမှာကျွန်တော်တို့ဒီလိုပါဖြစ်တာပါလဲဆိုတော့ကျွန်တော်တို့တာဝန်ကနိုင်ငံတရားကြီးကိုလုပ်နေတဲ့တပိုင်းနဲ့တည်းပါတီကိုလည်း ကျွန်တော် sustainable party ပေါ့နော်ရေရှည်တည်ထောင်ခံရတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါဆိုတာလေကျွန်တော်ထူထောင်မှုကျွန်တော်လူကြီးတွေမှာတာဝန်ရှိတယ်လို့ကျွန်တော်ကခံယူထားတာအဲ့တော့ကျွန်တော်ဒီအလုပ်တွေကိုတပိုင်းနဲ့တည်းလုပ်ချင်တယ်ဗျာနော်ပေါ်ဒီကျွန်တော်ကကိုကိုကိုကျွန်တော်တို့ကမန္လေးသားစစ်စစ်ဗျာကျုံပင်းသားမှာမွေးလိုက်တဲ့အခါကျတော့မန္လေးမြို့လူထုကိုမန္လေးကိုချင်ုံနေမို့မန္လေးချစ်တယ်ဆိုမန္လေးမြို့လူထုကိုချစ်တာပေါ့နော်အဲ့တော့သူတို့အတွက်ဟိုကျွန်တော်တတ်နိုင်သမျှလုပ်ပေးဖို့ရည်ရွယ်ထားပါတယ်တရားကျွန်တော်နိုင်ငံ ဘလုံးနေတယ်ဆိုတာပြောရရင်တော့ဗျာတိုင်းနဲ့ပြည်နဲ့14ခုရှိတာပေါ့နော်အဲ့တော့ဒီပြည်မမှာရှိပမာကတော့အများစုပေါ့ဒါကကျွန်တော်တို့အရှိတရားပဲဘာမှပြောလို့မရအောင်နော်ပမာကအဲ့လိုပြအဲ့တော့အားလုံးချိုးညီညီဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့သူတို့ဖြစ်ပြောရင်ဗမာနိုင်ငံကြီးတစ်ခုလုံးဒီမိုကရေစီဖွံ့ဖြိုးပြီးတိုးတက်လာမယ်ဆိုရင်တိုင်းနဲ့ပြည်နယ်တွေလည်းခံစားရမှာပေါ့နော်အဲ့တော့မန္တလေးတည်းလည်းလုပ်မယ် ဒါပေမဲ့တနိုင်ငံလုံးအတွက်လည်းလိုရလိမ့်မယ်နော်။နောက်ပြီးတော့ကြံတဲ့ပြည်နယ်တွေမှာလည်းအချို့ကျကျဖွံ့ဖြိုးတိုးတက်ဖို့လိုရမယ်။ဟိုအထူးသဖြင့်ငါကတော့မန္တလေးတစ်ခုတည်းကိုလုံမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးကျွန်တော်မရှိပါဘူး။မန္တလေးချက်တယ်၊မန္တလေးလူတူလည်းချက်တယ်။မန္တလေးကိုကောင်းအောင်လုပ်။ဒါပေမဲ့တနိုင်ငံလုံးကောင်းရင်တော့ကျွဲကူရေပါမန္တလေးလည်းပါမှာပါ။ဒါပေမဲ့ဘာပဲလို့လို့တစ်ခုတော့ပြောချင်ပါလေ။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရဲ့ကျွန်တော်တို့စေတနာတန်တန်နဲ့လုပ်နေခဲ့တဲ့နိုင်ငံရေးခရီးမှာပြည်သူတွေမပါဘဲနဲ့မအောင်မြင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့တည်တယ်အဲ့တော့ဆက်ပြီးပြည်သူကကျွန်တော်တို့ကို ကျွန်တော်တို့ကောင်းဆောင်ရဲ့နောက်မှာမမမမနဲ့ရိုက်ပြီးတော့ကျွန်တော်တို့အားလုံးကိုကူညီစေချင်ပါတယ်လို့ပြောချင်ပါတယ်